ကျောင်းမဘုတ်ကိုတော့မလို့ရတယ်။သူတို့စကမ်းကုန်းနေပမာရှိတယ်ပမာရှိတယ်သူကမေးရမှာမေးရမယ်လိုက်လေးလာမယ်ပြီးတော့ချင်းပြန်ပြီးတရင်ပို့ရမယ်။တောင်ပြည့်အတွင်းစစ်ကောင်စစ်တပ်ကဆယ်လွတ်ထားတဲ့ထောက်လန်းရေးနဲ့တရင်ပေးတွေကိုတောင်ပြည့်ရဲ့တပ်ဖွဲ့ကရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့အထိစစ်ကောင်စစ်တပ်ကဆယ်လွတ်ထားတဲ့ထောက်လန်းရေးနဲ့တရင်ပေးတွေအပါအဝင်ဆက်ဆက်တဲ့သူတွေကိုတောင်ပြည့်ရဲ့တပ်ဖွဲ့ကဆယ်ဦးထက်မနည်းအထိရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။ တပ်ပွဲပြင်းထန်ဖြစ်ပွားနေတဲ့ကြောက်မဲမြို့နယ်နဲ့မြို့တွင်းကိုလည်းစစ်ကောင်စီတပ်ကစုံစမ်းထောက်လှမ်းရေးအပါအဝင်တရင်ပဲတွေကိုဆဲလွတ်ထားပြီးအများပြည်သူနစ်နာစေတဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ဒရုန်းတိုက်ခိုက်တာတွေလှုပ်ဆောင်နေပါတယ်ဖန်စီရမိထားတဲ့ထောက်လန်းရင်းနဲ့တရင်ပေးတွေရဲ့ထွက်ဆိုချက်အရကြောက်မဲမျိုးကိုဝင်ရောက်တိုက်ခိုက်ဖို့အတွက်လမ်းကြောင်းတရင်ပေးတာတွေမိမိတို့တော်လန်ရဲ့အင်အားစုတွေရဲ့လက်နက်အင်အားတွေ လူအင်အားနဲ့ဒီနေရာတွေကိုလေကြောင်းတက်ခတ်ဖို့အတွက်ပွဲနေရာသတင်းပေးဖို့ဆင်လွတ်ထားတာဖြစ်တယ်လို့ထွက်ဆိုထားပါတယ်။မင်းဟိုတဲ့ခိုင်းနေရာရှိတယ်ဗျ။ကျွန်တော်ပါခိုင်းပါလေဒီခါလေးပြောလို့ရပြောလို့ပါ။နေုံနဲ့အခုတော့ငါမပြောသေးဘူးလေ။ကျွန်တော်နောက်ကြမှာမင်းပြောပြမယ်ခိုင်းငန်းကြီးမှာ။တပည့်ကျော်ကမင်း AC ရလွတ်လပ်လပ်ပဲနေတယ်။စားဖတ်တော့ဘုံခွင်းရေးပေးတယ်။ဘေးကဘေးဖော်ကြီးရတယ်ဝင်ပြီးတော့ပြန်ထွက်လာတယ်။အဲတော့အဲ့လိုခွင်းရေးပေးတဲ့အချိန်အဲကျွန်တော်မေးအဖားလို့ကျွန်တော်ခိုင်းမယ်ဆိုတာ ဘာတောင်းနေလဲကျောင်းမဲပုတ်ကိုသွားမှာတွတ်မလို့ရဲ့အဲ့ဘက်မှာ PDF တွေကိုဖွဲ့တောင်းရတဲ့ဆိုလို့ဟိုဖွဲ့တောင်းရတဲ့မဟုတ်ဘူးအင်းအားများရဲ့ဆိုလို့အဲ့ငါတို့မျိုးသွားမေးခိုင်းမှာဘယ်တော့လို့မှလဲကျွန်တော်မေးလိုက်မနှက်ခံသွားမင်းတို့စကန်းသူတို့စကန်းကုန်းကြီးပမာရှိတယ်ပမာရှိတယ်ဆိုတော့မေးရမှာမေးရမယ်လိုက်လေးလာမယ်ပြီးတော့ချင်းပြန်ပြီးတရင်ပို့ရမယ်ဘလို့ပို့ရမှာလဲဆိုတော့ငါဒီကနေမင်းတို့သွားပြောလို့ဆိုတော့ကြာရင်ငါဆရာကြီးရောက်လာတယ်အဲ့ဒါ ဒီဆရာကြီးတုံလိုက်ဆိုအဲ့ဒါမျိုးမျိုးပြောမျိုးပိုင်းနေပြကြမှာလိုက်ရှာတယ်ကျွန်တော်တို့အရှိဆုံးမှာပြလို့လိုက်ကျွန်တော်ကြောင်မဲလေရောရောကျွန်တော်တို့ဖမ်းပြတ်ဖမ်းအမဒီဘူပောင်းမဖမ်းကျောင်းမဲမျိုးကိုမကြခဏလေးကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေဒရုန်းနဲ့ဒရုန်းဘုံဘုံကျဲတိုက်ခိုက်တာတွေအသေးခံဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေစရက်စစ်ကောင်စီတပ်ရဲ့အစီအရာဇွေးမှုတွေအတွက်အဲ့ဒီထောက်လန်းရေးနဲ့တရင်ပေးသူတွေကပါဝင်ပတ်သက်နေပါတယ် စစ်ကောင်စီတပ်ရဲ့လေကြောင်းဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိအရက်သားပြည်သူ138ဦးတေဆုံးပြီး292ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လူနေအိမ်စာတင်ကျောင်းဖုန်တော်ကြီးကျောင်းအပါအဝင်အဆောက်အဦပေါင်း969ခုထိခိုက်ပျက်စီးခဲ့ပါတယ်။လက်ရှိဖန်စီယာမိထားတဲ့သူတွေကိုစစ်ဆေးရမှာပြုမှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်နေဆိုရင်တောင်ပြည်ရဲ့ဒီဇယ်ဥပဒေနဲ့အညီအမှုဖွင့်အရေးယူသွားမှာဖြစ်ပါတယ်။ Jemaah lupa bawa sen.